ော့ကင်ဆာယောဂါကိုဒီဆေးသွင်းကုသပြီးတာပဲဖြစ်ဖြစ်ဓာတ်အောင်ကြီးကုသပြီးတာပဲဖြစ်ဖြစ်ခွဲစိတ်ကုသပြီးတာပဲဖြစ်ဖြစ်အားလုံးကုသမှုတွေပြီးသွားပြီဆိုလို့ရှိရင်ကျန်းမာရေးနဲ့ညီညွတ်မြတ်တောင်းနေဖို့အရေးကြီးပါတယ်။ဘာလို့ဆိုတော့ကင်ဆာတိုင်းကပြန်ပြီးတော့ပေါ်လာနိုင်ခြင်းရှိတဲ့အတွက်ပေါ့နော်။ကိုယ့်ရဲ့အဆင့်မော်မှုတွေပြီးပြန်ပေါ်လာနိုင်တယ်။ဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ်အောင်နေမယ်ဆိုလို့ရှိရင်တော့ဒီအဲကင်ဆာပြန်ပေါ်လာတာကိုဟို short ချနိုင်မှာပဲဖြစ်ပါတယ်။ တော့နံပါတ်1အနေနဲ့ကတော့မှာကြားထားတာတွေကတော့အစားအသောက်ကိုကောင်းကောင်းစားပါပေါ့နော်အဲ့တော့အစားအသောက်ကောင်းကောင်းစားပါဆိုတာကျန်းမာရေးနဲ့ညွတ်မြတ်တဲ့အစာတွေကိုပုံမှန်စားတော့ပြီးတာလို့ပြောတာဖြစ်ပါတယ်အဲ့ဒီမှာမှာဒီကြက်ငါပဲเนาะဓာတ်တွေကို ပို့ပြီးတော့စားသုံးပေးပါဆိုပြီးတော့အကြံပြုထားတာရှိပါတယ်နောက်တစ်ခါအသီးရွက်ဒီနှံနေပို့စားပေးပါပေါ့နော်နံပါတ်2ချက်ကတော့ရေပိုတောက်ပေးပါတယ်အဲ့တော့ရေကိုအနည်းဆုံး1လီတာနဲ့အထက် ပုံမှန်တောက်သုံးပေးဖို့လိုပါတယ်ဒါကိုလည်းအကျင့်ဖြစ်အောင်လုပ်ထားပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကနံပါတ်3အနေနဲ့ကတော့ဒီကိုလက်လှူရှာလေ့ကျင့်ခန်းလုပ်ပါကိုလက်လှူရှာလေ့ကျင့်ခန်းလုပ်တဲ့သူနဲ့မလုပ်တဲ့သူရှင်ကြည့်မယ်ဆိုလို့ရှိရင်ကင်ဆာပြန်ဖြစ်နိုင်ကြီးဟာကိုလက်လှူရှာမလုပ်တဲ့လူတွေမှာပြန်ဖြစ်နိုင်ကြီးများတယ်ဆိုပြီးတော့တွေ့ရှိထားတာရှိပါတယ်ဒါကြောင့်မလို့ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်အော်လေ့ကျင့်ခန်းကညီမျိုးစုံနဲ့လုပ်လို့ရတာရှိပါတယ်အားကစားလေ့ကျင့်ခန်းလုပ်တာရှိတယ်နောက်တစ်ခါ လမ်းလျှောက်ဘာမှမရှိဘူးဆိုတော့ဆရာတို့ကလမ်းလျှောက်လေ့ကျင့်တာပေါ့เนาะအဲ့တော့လမ်းလျှောက်တာကဘာပစ္စည်းပစ္စည်းမှမလို့အဖော်လည်းမလို့ဒီနေ့ကိုအဲမိနစ်30ခတ်သက်သက်တပတ်မှ9ရက်လျှောက်ပြီးလို့ရှိရင်ဒါဒီကင်ဆာကာကွယ်နိုင်ရည်မြင်မှားတာတွေ့ရပါတယ်ဒါဒုတိုင်းလုံတင်တဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့အစားအသောက်နဲ့ကိုယ်လည်းလှူရှားပြုလုပ်ခြင်းအပြင်ကိုယ့်ရဲ့ခန္ဓာကိုယ်လေးချိန်ကိုတတ်မှတ်တဲ့ဘောင်တွင်းမှာရှိဖို့လိုပါတယ်အဲ့တော့ကင်ဆာယောဂသည်တွေကိုကြည့်လိုက်လို့ရှိရင်အဲကိုယ်စီလာတဲ့လူနာတွေပြောတာပေါ့နော်ကိုယ်လေးချိန်နေအများအား မြင်မာနေတာတွေတွေ့ပါတယ်အဲ့တော့အကြံပြုပေမဲ့လည်းတကယ်လိုက်နာဆောင်ရွက်မှုအားနည်းနေတာ တွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဆရာတို့အနေနဲ့ကဒီကင်ဆာကုသမှုခံပြီးသားလူတွေအနေနဲ့စားတောက်နေထိုင်ဆင်ခြင်ပြီးတော့ကိုယ့်ရဲ့ကိုယ်လေးချိန်ကိုတတ်မှတ်တဲ့ဘောင်တွင်ရှိအောင်ဆောင်ရွက်ဖို့လိုပါတယ်နီးစက်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့လည်းကိုယ်လေးချိန်ချဖို့အတွက်ဆောင်ရွက်သင့်ပါတယ်နောက်တစ်ခုအရေးကြီးတာတစ်ခုကဘာလဲဆိုရင်တော့စိတ်ပိုင်းဆိုင်ရာပေါ့နော်အဲ့တော့စိတ်ပိုင်းဆိုင်ရာမှာဒီကုသပြီးတဲ့လူတွေနဲ့စိတ်ဖြစ်စည်းမှုကိုရှော့ချဖို့လိုပါတယ်အဲ့တော့ကင်ဆာဖြစ်ပြီဆိုတော့ကိုယ်မှာစိတ်မှာဖြစ်စည်းမှုမျိုးမျိုးရှိပါတယ်အဲ့တော့ကုသပြီးတဲ့အချိန်မှာတော့နည်းနည်းလေးကိုယ်ကစိတ်ဖြစ်စည်းမှုလျော့သွားတယ်ပေါ့နော် နောက်ထပ်စိတ်ပြီးစီးမှုတွေလည်းကိုကရှော့ချပေးဖို့လိုတယ်ကိုရဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်းပုံမှန်ဆက်သွယ်ပြီးတော့ကြံကြံယူတာပဲဖြစ်ဖြစ်အကြံပေးတာပဲဖြစ်ဖြစ်ဒါလေးတွေဆက်သွယ်ဆောင်ရွက်ဖို့အတွက်အကြံပြုထားပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကိုရဲ့ကိုပိုင်ချိန်လေးပေးပြီးနားယူပါပေါ့နော်အဲ့တော့ဒါပဲထဲမှာပါလဲဆိုတော့စိတ်ပြီးစီးမှုရှော့ချတဲ့ထဲမှာပါတယ်အဲ့တော့ကိုရဲ့ပုံမှန်လို့ ပြန်ပြီးတော့လုံနိုင်တဲ့သူတွေကလည်းကိုယ့်အလုပ်ကိုပြန်လုပ်နေကြတာပေါ့နော်။လုံတဲ့အချိန်မှာအချိန်တိုင်းတာတခုပေးပြီးတော့ဘာမှမတွေးဘဲနဲ့နော်ဖုံးမကြည့်ဘဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးအားယူတဲ့အချိန်15မိနစ်ရာရာနိုင်ဝဲရာရာအဲ့လိုအားယူပေးနိုင်လို့ရှိရင်နော်စိတ်ကျန်းမာရေးအတွက်ကောင်းပါနဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။ကင်ဆာကုသပြီးတဲ့သူတွေအနေနဲ့ရှောင်ရံကတော့အဓိကတော့အစာတောက်ပေါ့နော်။အဲ့တော့အစာတောက်ထဲမှာပြုပြင်ထားတဲ့အစာတောက်တွေဘလိုမျိုးလဲဆိုရင်တော့ဝက်ဝူချောင်းတို့ဝက်ပောင်ချောက်တို့နောက်တကခောက်ဆွဲချောက်တို့ နော်ဒါတွေဟာကျမ်းမာရင်းနဲ့မညီညွတ်တဲ့အတွက်ရှောင်ကြဉ်ရပါမယ်နောက်တစ်ခါအသားကင်ငါးကင်မကြက်တကြက်ချက်ထားတဲ့အသားတွေကိုလည်းရှောင်ကြဉ်သင့်ပါတယ်နောက်တစ်ခါအဲစားသင့်တာတော့ကြက်တို့ပဲတို့ငါးတို့ဒါတွေကိုစားသုံးပေးဖို့လိုပါတယ်နောက်တစ်ခါအသားထဲမှာဆိုရင်တော့ညီတဲ့အသားလို့သုံးပါတယ်အဲဗမာပြည်မှာတော့ခြေသေးချောင်းသားဆိုရင်ပိုတည်ပါတယ်အဲ့တော့ခြေသေးချောင်းသားကိုတော့ short ချပြီးတော့နော်တပတ်မှာနှစ်ရက်လောက်ပဲနည်းနည်းစားပေးပါဖို့ဆိုပြီးတော့အကြံပြုပေးတာရှိပါတယ်